ကလေးတွေလည်းပြောပြောလူကြီးတွေလည်းပြုံပြုံအာတရုပ်ဆုံးကြည့်လို့ပြုံးပြော်ရှင်မဆုံးဟိုကောင်ဖိုးလေးပြောလေးပြောတာသေးတာမသေးကြပါနဲ့ဟာတေးကြလို့ကြည့်ကြည့်တော့မှာဟောအကြီးသူတက်ကြီးတာကိုမရှိတော့ဘူးဟာအဲ့ပတ်စံကိစ္စပြတ်တော့အဲ့ဒါခံအဲ့ဒါကဘာရှိတော့ခဏမစင်းလာဘူးနော်လောင်ကြီးငွေကိစ္စနဲ့ကိုပြီးတော့ဒီပတ်ဆံရဖို့ဒီကောင်တွေအပိတိုက်ဖို့အတွက်ကိုယ့်ဘက်ကပိုင်တဲ့ကောင်တကောင်ရမှာပဲအေးအဲ့ဒါဟုတ်တယ်အေးအဲ့ဒါ ဟာဘောကြီးဟဲ့မန္တလေးရခုငါတို့ရောက်နေတဲ့နေရာကဟိုးလုံးကငါတို့အဖိုးတွေဖြစ်တော့ဒီနေရာမှာပတ်စံမရှိလို့အတနာခံပြီးတောင်းလိုက်လို့ရှိရွှေပစိမ်ငွေပစိမ်တွေပေးတယ်ဆိုပြီးဒီနေရာမှာငါကြားရဘူးမင်းလေကွာအဲ့ဒါဟိုရာဇဝင်နဲ့ဟိုလိုကကြားခဲ့နေအဲ့ပုံနေဒီခေတ်ကောင်းမတရားဘာခုံရင်းနဲ့ပြုတ်ကြသွားတယ် ီးတော့ငိုတော့ပစိန်ဆွေးပစိန်ပြေးတယ်ငိုပစိန်ပြေးတယ်ဒါအဲ့ဒါပုံမြင်လဲငါအဖိုးငါ့ကိုတေးချာပြောဘူးလားငါအဖိုးတေးချာပြောဘူးလားငါပြောပြမယ်ငိုတာလေးပဲအရင်ဆိုက်ရလုတ်ကြည့်လိုက်ပေါ့ကွာမရတော့လဲဘာဖြစ်လဲအရင်မဲပေါ့မရဘူးပြောလို့တော့မရဘူးပုံမြင်ဆိုမှတခါတည်းရတော့တယ်လေတိုက်ဆိုင်ရင်လည်းပြည့်တယ်။အဲအဲ့ဒါဘယ်ဆက်ရဖို့လဲဒီကောင်ပြောတဲ့လမ်းတလမ်းတော့မဆိုးဘူးကွာ။ဒီခက်ပါလေရှိရင်ရှိဘူး။အာပြောလို့တက်ကောင်တက်မဲ့ဆိုတာလူတွေကိုသနာတက်တယ်လေ။အဲ့တော့ဘာသာဖြစ်ဖြစ်ကိုက တနာအောင်ဦညီတောင်းရင်သမ္မာပါဟုတ်တယ်ညဉ့်ရင်လေးပဲရင်းရညဉ့်ရင်လေးပဲရင်းရရင်းရကျတယ်ရှူတွေလေးတွေရတယ်ကောင်းတယ်မင်းတေယုတ်ဆောင်တွေပဲလက်တက်တယ်ဘာဘာလာပေါ့နေလေပေါ့ဘယ်လိုမှသာကြည့်စေကြတော့တေကြတော့ပြောလားတေကြတယ်နော်ဟောတော့တေကြတယ်စင်ပြေလက်ကတော့တေကြမှာနတ်တစ်ပါးရှိနော်တေကြနတ်တစ်ပါးရှိတယ်မင်းလေးလေးပဲရင်းရမလုပ်လိုက်ငါတို့ဟောကြည့်ပြီးပြီပြီတော့ပြီပြီဟဲ့ဟဲ့ ဘာဇာလေးကြောင်းချက်ကွဲတဲ့နတ်ဟမ်အဖွားကြီးတွေအာယုံနေခမလုံနိုင်တဲ့နတ်တရားတန်အဖိုးကြီးတွေမိဖို့တဲ့နတ်ဟမ်အတန်ကြီးကြီးရတယ်အင်းတောင်လိနာရမတုတ်ကင်နေမာတပတိပတနေဝိသဝိသဝတိနတ်ပြီ၆ထပ်ကိုတစ်ခါမှမရောက်ဘူးပဲ ရေခံဘေးမှာမင်းနေတဲ့ရေခံဆောင်နဲ့ငါရောက်ပြီဆိုတဲ့အကြောင်းသိအောင်လို့လက်ညှိုးတစ်ခါထောင်းလိုက်မဒီပါပေါင်း၄၀တတိအလိုတို့တို့ရင်းနဲ့မတွေ့ညောင်ဆောင်ရတာတော်တော်ပြန်မှန်းလာပဲဟောလာပို့ဟောဟာပူလောင်ပူဟာညက်ပတ်သွားနဲ့ရေမချိုးရသေးဘူးဟာပူယံပူဟာတောက်ပါသွားနဲ့အစင်းကဘယ်လိုလဲနတ်အော်နတ်နတ် ။ဘာမှလို့ဒီရေကမှစောက်နေနတ်။ကြောက်ကြမှုလားတောဆောင်တော့တောင်ဆောင်လားတွေပဲကြားမှုလား။ဘလို့ရေကစောက်တဲ့နတ်အစာတောင်ဆောင်နတ်။ဩတတိဖြီကြိုးစားမှုနဲ့ရေကန်ဆောင်နတ်။နောက်ဆိုရင်အမိုက်ပုံဆောင်နေနတ်ဖြစ်တော့ရှစ်နှစ်လောက်ဆို။တောင်ကြီးကြည့်ရလူကြီးတွေပြောရတဲ့နတ်ကောင်းနတ်မြတ်စီသာပြေးရတဲ့နတ်မင်းဆိုတာအစ်လာဘာနဲ့ငေါငေါနဲ့တက် နာเสียရပဲကြည်စမ်းอืมကိုလုံးကိုပေါက်ကြည်ရတာမဆားရမတော့ရနဲ့ဟင်ဖြစ်နေတဲ့ပုံစံမင်းကဲဘာခဲခဲရှိလဲပြောမှန်လားပါသင်္နမင်းကျွန်တော်မျိုးရညီပါကျွန်တော်မျိုးရမိကြီးကိုကျွေးပွေးပြုစုစောင့်ရှောက်လုပ်ကျွေးနေတယ်တာကောင်းတမ်းတဲ့တယောက်ပါဗျာရှင်နေမျက်နှာမြင်နေအတိတာပေါ့အခုလေအဲ့ဒီမော်တော်ကအားကိုရတဲ့ကျွန်တော်မျိုးရမိကြီးရောတာဖြစ်ပြီးတော့ နောက်ဆုံးချေကိုရောက်နေပါပြီဗျာအမေမနှလုံးစီချိုသွေးတို့သွေးချိုကြောက်ကလေးဖက်နာပြီးတော့အသေးရပါအစီပိတ်ရပြီရပြီရောက်ရလို့ဆုံးနေပါလေတမေအဲ့ဒါလေစေဝါကူတာပေါ်လဲပတ်သက်မရှိရမမပူနဲ့ကြောက်ကဒီရင်ခံဆောင်နေနတ်မကောင်းတဲ့လူကိုပဲကောင်းတဲ့လူကိုကဲတင်နေတဲ့နတ်ကောင်းနတ်မြတ်ကျွန်တော်ကြောက်ပါလေဗျာ င်ဆေးကူဖို့ရေကြောက်ကူညီပေးမယ်အဲ့တော့အသင်ဤခင်ကိုဆေးကူဖို့ငွေအတပြားလိုတာဟုတ်ပါလေတင်နာမင်းဤပါဆိုတာလောကဂန္ဓဝင်မင်းမေဂယုနာမင်းမေကောင်းငင်မင်းမေမြင့်မှုမင်းမေជីနာချမ်းမြជីနာချမ်းမြပါလားအေးနေတဲ့ချင်းနေဆိုလို့ထီသေးဖြတ်သွားတော့ကြားလိုက်တာပါကဲမပူနဲ့နတ်တခိုးနဲ့တခါဖန်ဆင်းလို့ပြေးလိုက်မလားလေရောရဟောဒီမှာရွှေထားဟာ ွှေသားဘလူဘလူရောက်လာလားဟာနတ်တကိုးနဲ့အရင်နေရယူပေးလိုက်ယူသွားဒါလေးရောင်းချပြီးတော့တင့်မိခင်ကိုဆေးကုကျေးဇူးကြီးလာပါလားဗျာနင်တခုတော့ရှိတယ်ဟာနင်းမှာတစ္ဆာလူမှာဂတိစကားဆိုတာဆိုခဲစီမြဲစီစကားတခွန်းဟာဗရမယတစွန်းတော့တန်မှုရှိတင့်မိခင်ကိုဆေးကုမှာတေးကြတယ်နော်တေးချင်ဗျာတင့်မိခင်ကိုဆေးကုမှာအခုကုပါကုပါဗျာကုပါပါဗျာအေးကြတယ်နော်ကျေးကြပါလားဗျာโซเก ီအမြဲစီနော်ဆိုခဲ့တယ်အမြဲစီပေါ့ဗျာအေးဆိုခဲ့တယ်အမြဲစီဗျာအေးတော့ဗျာတော့ဗျာတော့ဗျာတော့တာလေရွှေမျက်နှာရွှေမျက်နှာရလဲတော့ဖုတ်ဖက်ခါကြီးပြီးသွားလိုက်ကြတန်းလူသားဆိုတာကဂတိတစ္ဆာတီကြီးရမြင်းမာတစ္ဆာလူမာဂတိဆိုခဲ့စီမြဲစီဒါပေမဲ့ဒီလူသားကိုကြည့်ရတယ်တင်မတင်ပါဘူးအဲ့ဒီတော့ဒင်း သူ့မိခင်ကိုဆေးကူတာဟုတ်မဟုတ်ကြောက်နတ်မောင်ကိုရောင်ဖြောက်လို့နောက်တော်ပါကအตาချောင်းပြီးလိုက်လေလာဦးမလာလေတော့ရှင်လွေမေးဝါကဲဝါဟုတ်တယ်မေးတုံးကြရတော့ဟုတ်တယ်မေးတုံးကြရတော့ဘာလို့လဲလို့ဆောင်းရတယ်ဖော်နေမင်းကပြောနေကွာကုန်ပြီကိုခုတော့ဟာနတ်မင်းပြေးလာတယ်ဒီရွှေတွေရောင်းတဲ့ပစ္စံကုန်ပြီဟုတ်ဘယ်လိုလာမလဲအဲဘယ်လိုတောက်ဖြစ်လား မင်းကငါတတ်တာတတ်လိုက်တယ်စိတ်ညစ်လို့ထရင်သတ်သားဖို့လည်းမရှိလမ်းမပြေတဲ့ဒါကလည်းကုန်ပြီမင်းမင်းမင်းငါထပ်ပြောမယ်ဟာထပ်ပြီးငိုပြလိုက်ဟမ်ထပ်ပြီးတော့ငိုပြလိုက်နောက်မင်းကခဏငိုပဲနောက်ပိုင်းမင်းလာမှလည်းမင်းကလည်းငါခုံးပြအေးယူလိုက်ငိုတဲ့ကောင်များမှလည်းမင်းထပ်ငိုကြည့်လိုက်ထပ်ငိုကြည့်လိုက်ဘာမှငါငိုရတဲ့နည်းနည်းလေးထပ်ပြီးပုံငိုကြည့်လိုက်ကနားလို့ထပ်ပြီးတော့ထိုက်ရတယ်။ဒါမင်းကလည်းဒါလုတ်ပြန်ပြီ။မင်းကဒါလေးနည်းနည်းအားဆိုင်ရတယ်။တစ်ကြိမ်တော့ဟုတ်တယ်ဗျာ။နည်းနည်းကြိမ်ဆိုရင်မဟုတ်တိတ်မကြေကြဘူး။ဟာ ပြီးခဲ့တော့ကခဏလေးနည်းနည်းလေးပဲငိုပြရတာရွှေဓာကြီးတော့ပြရတယ်ချွေကိုနည်းနည်းလေးပုံငိုလိုက်လို့ရှိရင်နှာချောင်းသုံးချောင်းအရနဲလာအထုကပြပြခပ်ပြီးအဆိုင်အဲ့လက်ကပြောရင်ကျွန်တော်အမေစီကူကစေတာကူအောင်ပြောလာအဲ့ဒါပတ်စပ်ပုံလောက်ကိုအဲ့ဒါကိုလောက်ကိုပတ်စပ်မလောက်လို့ဆိုဝီဒိုရီယာနဲ့လည်းမရဘူးစီကူတော့ကူကစီကူတော့ကူအဲ့ဒါပတ်စပ်မလောက်ဘူးမစိုးအဲ့ဒါလည်းကြံတွက်တယ်သူမသွားနဲ့တော့ငါသားမှစောက်ပင်းနေဒီနားဒီနားနေငေါ့ချင်းနေဒီနားနေချင်း အဘမေမပြောရအောင်မင်းငယ်နည်း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 ချေလိုက်နည်းနည်းချေလိုက်ဟာမင်းတက်တော့ဘောဆုံးပါလေအဲ့ဒီဒီလက်ကမတလားလားရိုက်တက်ချင်စရာဖြစ်နေတယ်နည်းနည်းချေချေလိုက်ချေချေလေးကိုလေးချေချေအိုးလမေရဲ့အိုးပြောရအောင်မင်းငယ်ချေချေမတနာရေလာပါတော့လားဆွာဆွာနည်း ငါ့ကိုအဲ့ဒီလူပြင့်မှလာတာတင်လူသားအိုးအသင်မဲသားအမဲသားနေကိုရပြတ်တာဘလို့လို့လေနှမင်းနဲ့ကျွန်တော်မျိုးနဲ့ပေါ်လာရဖြစ်သွားပြီဘလို့ဖြစ်ပြန်လို့မျက်ရည်ရွှဲလဲနေငုံးနေပြန်ပြာပြာဒီနားမှာဝက်ဥတွေခဏခဏမတောင်းနဲ့ပြောပါဖြစ်ပြန်အသေးကိုစင်ကာပူမှာသူ့ရရပါရဲ့ဗျာစင်ကာပူသွားကူဟာစင်ကာပူသွားမယ်ဆိုတော့နိုင်ငံဝင်တဲ့ဗီဇာကရဲ့ဒီလိုလေရင်ဘွေး ီးတော့ဆရာမကတော့ဘူးရဲ့အဲ့ဒီတော့ဘူးလေးကြိုင်းတက်ဖို့ကွာဘုရားကျွန်တော်ဘူးကေဘူးဘုရားငုံနဲ့ငုံငုံနဲ့နိမိမိရင်စင်ကပူသွားကူကိုကြောက်ကူညီပေးမယ်ဘုရားဘုရားဝန်သာပါလေဗျာဝန်သာပါလေဗျာအားလို့လေပြောဟိုလေကိုတခါပြေးတယ်ရွှေသားလေးတော့နည်းနည်းတံပိုးပိုကြည့်ရပေးဖို့ဗျာဒါပေးရမှာဟိုဟိုတိတိနေနေအောင် ာပဲဖြစ်ဖြစ်ပေါ်တင်နာမင်းတင်နာမင်းဟာတနောက်တက်တာပဲပလက်တီနာလေမင်းငါတော့မတွေ့ဘူးဘယ်လိုရွှေသားနဲ့မရဘူးပလက်တီနာစိန်လေးတွေပါကုတ်ပေးအဲ့ဒါပေါ့ကွာတင်အလိုရှိတယ်ပေါ့ဟိုင်းရောက်စီဟာနမတွေ့လားပလက်တီနာလားစိန်လေးတွေနဲ့အေးဒါနဲ့လေတင်းမိခင်လောက်ပါဒီထက်ကြီးတာမလို့ချင်းမလို့ချင်တော့ဘုရားလူချင်တာဘုရားလူချင်တာဘုရားပြင်းမယ် ခဏလေးဆောင်ခဏလေးဆောင်ဗျာပြောလေဘုရားပြောလေဘုရားမင်းတော်လေအာလီလေးနဲ့ဆက်ရတာစစ်တယ်လူသားမှတ်ပါတော့နေတင်းဆိုခဲစီညဲစီဆိုတဲ့ဇကားကိုတိတိတယ်လေဆိုခဲစီညဲစီဆိုတော့ကျွန်တော်ပြောတယ်မမဆိုခဲစီညဲစီပါဖေရလို့ပြန်ပြောခဲ့တယ်ဒီမေယအေးဟင်ပစ္စည်းလိုချင်တာနဲ့သူများဆိုခဲစီမြဲစီဆိုတာနဲ့ဆိုခဲစီမြဲစီပါဖះဆိုပြီးရွှေကိုယူပြီးတော့ နတ်ကိုလာပြီးလှဲ့စားဟင်အတင်လူသားရဲ့နောက်ကနေကျုပ်ကိုယောင်ဖြောက်ပြီးဘာလုပ်တယ်ဆိုတော့လိုက်ကြည့်ကျုပ်ပေးလိုက်တဲ့ရွှေသားကိုရောင်းပြီးတော့ကြက်တွေတိုက်ခဲတွေရိုက်ဟင်မိခင်လဲအိမ်မှာကြမ်းကြမ်းမာမာရှိရတဲ့မိခင်မှာ96ပါးယောဂမဖြစ်ဖြစ်အောင်ဟင်ပြောတယ်သားမိုက်ဆိုခဲစီမြဲစီဆိုကတိသစ္စာတလုံးကိုဆိုပြီးတွိုင်းတီကြီးခိုင်မြဲဒါမှ လောကမှာလူဖြစ်ရကျနတ်တယ်တင်းတီးကတိလည်းမရှိတစ္ဆာလည်းမရှိဆိုခဲစီမြဲစီဆိုတဲ့ဇကားကိုအလွဲသုံးစားလုပ်တဲ့တင်းလူသားတင်းနဲ့ထိုက်တန်နဲ့အစ်မမေစုလပကာတနာဟောရမဒီနဲ့ငါဝတ်ပေါ်ဖို့ဆုံးဖြတ်